်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရခိုင်ပြည်နယ်ရေတိတောင်မြို့နယ်မှာမတ်လ14ရက်နေ့ကနေ16ရက်နေ့အထိဒေသခံပြည်သူတွေကိုစာနယ်ဇင်းကထောက်ပံ့ပေးခဲ့တယ်လို့အာရခတပ်တော် AA နဲ့နှိစက်သူတွေစီကသိရပါဗျ။ ရသေးတောင်မြို့နယ်ကလချောင်းအမြတ်တောင်စောက်ခတ်နယ်မင်းတောင်ကျေးရွာတွေကိုစစ်ပေးရှောင်ပြီးပြောင်းဝင်လာတဲ့ဒေသခံ1400ကျော်ကိုအာရခတပ်တော်ကစားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့တယ်လို့အေအေနဲ့နှီးဆက်သူတယောက်ကဒီဗီကိုပြောပါတယ်။ပြည်သူတယောက်ကိုတနေ့ဆန်းနှစ်ဘူးနှုံနဲ့ဆယ်ရက်စာစီထောက်ပံ့ပေးခဲ့ကြတာလို့ဆိုပါတယ်။ အေးသိမ့်ပိုက်ထိန်ချုပ်ထားတဲ့ဒေသတွေမှာအေးဘက်ကစားနပ်ရိက္ခာထောက်ပံ့ကူညီပေးနေသလိုအခမဲ့စေဝါကူတပေးရတွေလည်းပြုလုပ်ပေးနေတယ်လို့ပြောပါရယ်။ရခိုင်ပြည်နယ်ပုံနှကျုံမြို့နယ်မှာလည်းမတ်လ9ရက်နေ့ကဒေသခံပြည်သူ160ကျော်ကိုအရခတက်တော်ကအခမဲ့စေကူတပေးခဲ့တယ်လို့အေးနဲ့နေဆက်သူတွေစီကသိရပါရယ်ရှင်။ မန္တလေးပြည်ကြီးတော်မြို့နယ်မှာငွေကျပ်တန်း2200ကျော်တန်ဖိုးရှိတဲ့စိတ်ကြွယူသစ်ဆေးပြား15သိန်းကျော်ဖမ်းဆီးရမိတယ်လို့စက်ကောင်စီရဲ့မူရစေဝါထိန်းချုပ်ရေးဗဟိုအဖွဲ့ CCDAC ကမတ်လ22ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။ မတ်လ14ရက်နေ့ညနေ4နာရီခွဲအချိန်ကမန္တလေးပြည်ကြီးတကွန်မြို့နယ်အောင်းနိုင်ထွေးခေါ်ဖိုးသားမောင်းနှင်ပြီးရဲလင်းဖြိုးလိုက်ပါလာတဲ့နင်းဆန်ဆက်နှဘိန်ကားနဲ့နန်းလင်းမောင်းနှင်ပြီးရဲဝင်းထက်လိုက်ပါလာတဲ့နင်းဆန်ဆက်နှဘိန်ကားတို့ကိုတရင်ရရှာဖွေတာမှာကုန်ပစ္စည်းတွေနဲ့ဖုံးအုပ်သေးဆောင်လာတဲ့စိတ်ကြွစီးပြာတစ်စိတ်တစ်သမတစ်သိန်းသိမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ ဥပပေါင်းပါဝင်သူတွေဖြစ်တဲ့စိုးတီဟာနဲ့အောင်ဖြိုးကိုတို့ကိုအမရပူရာမြို့နယ်ဆွဲတော်ကားဝင်းမှာအဲ့ဒီနေ့ကည7:00နာရီခွဲကထပ်မံဖမ်းဆီးရမိခဲ့ပြီးမတ်လ15ရက်နေ့မနက်တနားရီအချိန်မှာပြည်ကြီးတို့ကမြို့နယ်ဆက်မှုကွက်တဲ့140ဘီလန်းကနေအိမ်မှာသူတို့ဖွက်ထားတဲ့စိတ်ကြွယူသွစေပြား9သိန်းကိုထပ်မံသိမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ် ဒါကြောင့်စုစုပေါင်းတန်ပေါင်း2200ကျော်တန်ဖိုးရှိတဲ့စိတ်ကြွယူသွတ်ဆေးပြား15ထက်သမတသိန်းသိန်းစီရမိခဲ့တယ်လို့ CCTAC ကဖော်ပြထားပါတယ်ရှင်။ စစ်ကောင်စီက CDM တွေနဲ့တော်လိုင်းမှာပါဝင်ဆက်နွယ်သူတွေကိုလူတအူးချင်းစီစစ်ဆေးစောင့်ကြည့်တဲ့စနစ်ဖြစ်တဲ့ PSMS နဲ့ဖမ်းဆီးမှုတွေရှိလာတာကြောင့်တော်လိုင်းမှာပါဝင်နေတဲ့မြေပြင်မှာတပိတ်တွေဖော်ဆောင်နေတဲ့ရဲဘော်တွေလှုပ်ရှားရတာအခက်အခဲစိန်ခေါ်မှုတွေရှိလာတယ်လို့ဆိုကြပါတယ်။ဒီအကြောင်းကိုတော့မြတ်သစင်ကပေးပို့ထားပါတယ်ရှင်။ကောင်စီကသူ့ကိုစန့်ကျင်နေတဲ့ CDM ဝန်ထမ်းတွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုနှိမ်နှင်းမှု ဖိနှိပ်ဖို့အစဉ်အမြဲလှုပ်ဆောင်နေပြီးအခုလဲလူတအူးစီစစ်ဆေးစောင့်ကြည့်တဲ့စနစ်ဖြစ်တဲ့ PSMS စနစ်နဲ့ထောက်လန်းစောင့်ကြည့်မှုတွေကိုစတင်လှုပ်ဆောင်လာပါတယ်စစ်ကောင်စီနဲ့နှီးဆက်တဲ့အတိုင်းဝိုင်းကနေထွက်လာခဲ့တဲ့သတင်းတွေအရာမတ်လ15ရက်နေ့ကလူလူသပိတ်လှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့မန္တလေးတိုင်းကလူငယ်တအူးကို PSMS စနစ်အသုံးပြုပြီးမော်လမြိုင်စစ်စေးဂိတ်မှာဖမ်းဆီးခဲ့တယ်လို့သိရပါတယ် PSMS ဆိုတာကဘာလဲ Person Scrutinization and Monitoring System လို့ခေါ်တဲ့ဒီစနစ်ဟာဉာဏ်ရည်တုနည်းပညာ AI သွင်ပြင်မှတ်သားခြင်း Facial Recognition နည်းပညာဗဟိုချုပ်ကိုင်မှု CCTV စောင့်ကြည့်ရေးနည်းပညာနဲ့နိုင်ငံသားတွေရဲ့အချက်လက်တွေကို စုဆောင်းသိမ်းဆည်းထားတဲ့ National Database တို့စုပေါင်းအလုပ်လုပ်တဲ့စနစ်တစ်ခုဖြစ်တယ်လို့နွေဦးလုံချုံကြီးကဆိုပါတယ်။နွေဦးလုံချုံကြီးရဲ့တာဝန်ရှိသူတဦးပြောပြချက်ကို DVB သတင်းတောက်တယောက်ကအတန်အစားထိုးဖတ်ကြားပေးထားပါတယ်။ PSMS ဆိုတာပြင် NSI MS ဆိုတဲ့အသုံးနှုန်းမျိုးနဲ့လည်းသုံးဆွဲရေးသားကြတာကိုလည်းတွေ့ရပါတယ်။ဒီသုံးနှုန်းတွေကတော့နိုင်ငံတကာမှာခေါ်ယူသုံးဆွဲကြတဲ့နည်းပညာအသုံးနှုန်းတွေတော့မဟုတ်ပါဘူး။ Numeri အတူကောက်တွေကွဲလွဲကြပေမဲ့အရင်စလိုက်ရင်ဒါဟာနိုင်ငံသားအချက်လက်တွေကိုစီစစ်ပြီးစောင့်ကြည့်ရင်းနဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ခြေရခန္ဓာဖန်းစည်းဓာတ်တွေကိုလုံဆောင်နိုင်တဲ့နည်းပညာတစ်ခုပါပဲ။ဒီလိုနည်းပညာတွေကိုအရက်သားအစုရလက်ထက်မှာကမန်းလေးရန်ကုန်လိုမြို့ကြီးတွေမှာ smart city safe city ခေါင်းစဉ်တွေအောက်မှာရှိခဲ့ပါတယ်ဒီလို automatic စောင့်ကြည့်မှုတွေအပြင်မျှော်လင့်ထားလို့ရနိုင်တာက analysis လို့ခေါ်တဲ့လူတွေကတစင်ထက်မှတ်ပြီးစောင့်ကြည့်ထားတဲ့အချက်လက်မှတ်တမ်းတွေကိုလေ့လာပြီးတော့ကောက်ချက်ဆွဲတာတွေစတဲ့စောင့်ရွက်နိုင်စွမ်းတွေကိုရည်ညွှန်းနယ်လို့နားလည်ရပါတယ်အခုလို PSMS နဲ့ကြောင်းလူတိုင်းဟာစောင့်ကြည့်ခံနေရနိုင်ပြီးမြေပြင်မှာတော်လှန်ရေးကိုတက်တက်ကြွကြွစောင့်ရွက်နေကြတဲ့လူငယ်တွေအတွက်နိုင်ငံရေးလှုပ်ရှားမှုတွေစောင့်ရွက်ဖို့ကြက်တဲလာတယ်လို့ ိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်ကျွန်တော်တို့ရဲဘော်တွေအနေနဲ့သွားသွားရေးလာရေးရွှေရေးပြောင်းရေးကတော်တော်ကျက်သွားတာပေါ့ဒုက္ခတော့အရထပ်ပုံများတာပေါ့လေအခုကတော့ပို့ပြီးတော့ဟိုအဖွဲတစ်ခုနဲ့တစ်ခုကြာကိုယ်လမ်းကြောင်းတွေ safe site ဖြစ်စင်ရတဲ့ဥစ္စာတွေကတော့ပေါ်လာတာပေါ့နောက်ပြီးတော့ဟိုတိတ်ပြီးတော့ဟိုလှုပ်ဟိုတိတ်ပြီးလှုပ်လို့တော့အဆင်မပြေဘူးဖြစ်တာပေါ့နော်ထိုင်ဒီအရင်ရှိနေတဲ့နေရာမှာခဏတော့ဝင့်နေတာအဲ့လို မဟုတ်ပေမဲ့လှုပ်လို့တော့အဆင်မပြေဘူးပေါ့ဒီဥစ္စာတော့ကျွန်တော်စောင့်ကြည့်အောင်ပေါ့ဘယ်လောက်ထိဆိုးလာလဲအချိန်တော်မှမူတည်ပြီးတော့လှုပ်တင်ရတဲ့လှုပ်ပေါ့နော်အဲ့လိုမျိုးတော့ဆက်လှုပ်ရမှာပေါ့ဗျာစစ်ကောင်စီကသူ့ကိုစန့်ကျင်သူတွေအပေါ်နီးပညာတွေအသုံးပြုပြီးဖမ်းမှုအတွက်ပိုအာယုံစိုက်နေတာကြောင့် CDM တွေနိုင်ငံကြီးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ကိုယ့်ဘက်ကနေလုံခြုံနိုင်မဲ့နီးလန်းတွေကိုကြိုပြီးတော့စဉ်းစားပြင်ဆင်ထားဖို့လိုတယ်လို့ ID ပညာရှင်တူကအကြံပြုခဲ့ပါတယ် ဘသူဘဝဖြစ်ကြောင်းအလွယ်တကူမသိစေနိုင်တဲ့မတ်စတာတော်လိုင်းရေးလုပ်ငန်းကိုပြင်ပမှလှုပ်ဆောင်ရမှာမိမိကိုယ်ကိုမသိစေနိုင်အောင်ဝတ်စားစီရင်ခြင်းနဲ့ပြုမှုနေထိုင်ခြင်းတွေလှုပ်ဆောင်ကြဖို့လုံခြုံစိတ်ချရတဲ့ဆက်သွယ်ရေးစနစ်တွေကိုသာအသုံးပြုဖို့အင်တာနက်လမ်းကြောင်းကိုစောင့်ကြည့်ခံရခြင်းကကာကွယ်နိုင်တဲ့ VPN အသုံးပြုတာစတဲ့လုံခြုံရေးအတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်းပြုလုပ်ထားကြဖို့မျိုးဥလုံခြုံရေးကလည်းအကြံပြုခဲ့ပါတယ် နွေဦးလုံချုံရေးရဲ့အဆိုအရ2012ခုနှစ်အတွင်းမှာတရုတ်နည်းပညာကုမ္ပဏီ Huawei ကနေအီရန်နိုင်ငံသားတွေကိုစောင့်ကြည့်ရမှာအသုံးပြုဖို့ PSMS လိုနည်းပညာမျိုးထောက်ပံ့မှုတာရှိပြီးတရုတ်နိုင်ငံအတွင်းကဝီဂါလူမျိုးစုတွေကို AI နည်းပညာသုံးပြီးစောင့်ကြည့်တာမတင်ကားစရာတွေ့တာနဲ့တတိပေးမှုတွေပြုလုပ်တာအတွက် Huawei ကစမ်းသပ်မှုတွေကိုလည်းပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ကျမမြတ်သိစင်ပါရှင်။ မတ်လ22ရက်နေ့ကတောင်ကိုရီးယားနိုင်ငံတဝက်မှာတော်မီအကျိန်20ကျော်မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပါတယ်။ကိုရီးယားကျွန်းဆွယ်အရှိတောင်ပတ်မှာတော်မီကြောင့်လူအသေးပျောက်ရှိခဲ့ပြီးနိုင်ငံတဝက်မှာတော်မီကြောင့်စုစုပေါင်းမီးသက်သမား2ဦးသေဆုံးပြီး2ဦးပျောက်ဆုံးနေပါတယ်။လေပြင်းတိုက်ခိုက်မှုကြောင့်တော်မီတွေမြ мян ဆန်ဆန်ပြန့်နှံ့လာတာကြောင့်နေမိုအခင်မိကြီးတက်နိုင်ရေးအတွက်အစွမ်းကုန်ကြိုးပမ်းကြဖို့ယာယီသမရချွတ်ဆမ်မော်ကတိုက်တွန်းခဲ့ပါတယ်။ မတ်လ21ရက်နေ့ကစတင်ခဲ့တဲ့ကြောင်စန်းတို့ပြည်နယ်စမ်းချုံကောင်တီမှာရှိတဲ့တောင်ပေါ်ဒေသတွေကမီးကိုမီးငြိမ်းတက်နိုင်ဖို့ပြီးသက်သမားတွေကကြိုးပမ်းနေကြပြီးစနေနေ့မွန်လွယ်ပိုင်းအထိ285ဟက်တာ680ဧကမီးလောင်ကျွမ်းခဲ့ပါတယ်ဒေတာကန်နေရာကြော်ကိုလည်းပြီးလို့ရာကိုရွှေ့ပြောင်းပေးခဲ့ပါတယ်။တောင်ကိုရီးယားဆိုရဟာအဲ့ဒီဒေတာကိုဘေးရနေရဲ့ကြားရောက်နေတဲ့ဒေတာအဖြစ်စနေနေ့ညပိုင်းမှာကြီးညာခဲ့ပါတယ်ရှင်။ TV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမကတော့ငုတ်ခတ်တာပါကျေးဇူးတင်ပါတယ်ရှင်